ကျိုင်းတုံအကျဉ်းထောင်၌အကျဉ်းသားအကျဉ်းသူများအားစောက်ဆောက်ဆောင်များဖက်ရှုနိုင်ရန်စီစဉ်ဆောင်ရွက်ပေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင့်နယ်ရှိပိုင်းကျိုင်းတုံအကျဉ်းထောင်၌အကျဉ်းသားအကျဉ်းသူများအသိပညာဗုဒ္ဓတရားများရရှိစေရန်အတွက်မိုဘိုင်းလိုင်ဘရီစနစ်ဖြင့်စောက်ဆောက်ဆောင်များအခမဲ့ငားရမ်းပေးခြင်းကိုအောက်တိုဘာလ21ရက်နေ့နဲ့ဆယ်နေ့ကကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ ထို့သို့ဆောင်ရွက်ရာတွင်ကျိုင်းတုံခရံပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးဆိုင်ရွှေအောင်နှင့်ဝန်ထမ်းများကကျိုင်းတုံချင်းထောင်မှအကျဉ်းသားအကျဉ်းသူများစာပေဖတ်ရှုသည့်အလေးကျင့်ကောင်းမြတ်ရရှိစေရန်ဘူတုဒ္ဒများတိုးပွားရရှိစေရန်နှင့်စာအုပ်စာပေလွယ်လင့်တကူဖတ်ရှုစေနိုင်ရန်အတွက်သူတရတစာအုပ်၂၀၀ကိုအခမဲ့ကွင်းစင်၅ရန်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ